မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနှဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီနေ့22ရက်5လ2025ဗုဒ္ဓဦးနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်22ရက်5လ2025ဗုဒ္ဓဦးနေ့ရဲ့တနေ့တာကညမာမြောက်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗုဒ္ဓဦးနေ့ရတဲ့အလောက်ကနေပတ်သက်တဲ့ကိစ္စတော့ water water နဲ့ဖြစ်တတ်ပြီးတော့ ငွေကြီးနဲ့ပတ်သက်တဲ့အောင်မြင်ကြကြတဲ့ဒီကာလမျိုးဖြစ်ပါတယ်ဗျာ။ဒါကြောင့်လောက်ကန်နေရအစဉ်ပြေလာဆိုပြေးတယ်အလောက်ကန်ကောင်းလာဆိုတော့ကောင်းတယ်ဒါပေမဲ့စိတ်ထဲမကြတတ်ပါဘူးဗျာ။ဒါကြောင့်လောက်ကန်နဲ့ပတ်သက်လို့စိတ်ထဲမကြတတ်တယ်အလောက်ကန်မကောင်းတဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီရာဟုတောင်းအနောက်မြောက်တောင်းလှဲ့ပွင့်နေသောပန်းလေးဘာပန်းဖြစ်ဖြစ်ပွင့်နေတဲ့ပန်းလေးပန်းလေးတစ်ပွင့်ကိုကိုင်းပြီးမှဆူတောင်းအတင်ပန်းမှုလေးကျွန်တော်လောက်ကန်မကောင်းဘူးဗျာ။ကျွန်တော်အိမ်လေးဆောက်ချင်တယ်ဗျာ။နိုင်ငံခြားကိုသွားပြီးတော့ကျွန်တော်မီးလေးရလှုပ်လှုပ်ချင်တယ်ဗျာ။ အာမြသမီးလေးကချွေးတော့ဘောအလုတ်ခေါ်တာလေးတွေမလာသေးဘူးအဲမိမတော့အိမ်ဆောက်ခြင်းတည်းတဲ့အိမ်ဆောက်မဲ့ပုံကိုယ်ကြီးအိမ်ဆောက်နေနေနဲ့ခွန်းလန်းနေပေါ်အောင်အတင်ပွင့်နေသောပန်လေးကဂူကြီးဆောက်ရတော်မူပါဆိုတဲ့အကြောင်းရာဦးတော့အနောက်မြောက်တော့လှည့်ပြီးအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတော့မှပိတ်ဆို့နေတော့ကိစ္စများအမြန်ဆုံးပွင့်လန်းမှဖြစ်ပါတယ်ဗျာပန်ပွင့်နေသောပန်ဖြစ်မှာအငုံမဖြစ်ပါဘူးပွင့်ရင်လိုပါအိုးရင်လောက်ကိုင်းနဲ့ပတ်သက်လို့ပွင့်ရင်လိုပွင့်နေသောပန်းလေးကိုရာဦးတော့နောက်မြောက်တော့ကိုင်းပြီးဆူတောင်းခြင်းဖြင့် တင်းတော့မှာပိတ်ဆိုနေတဲ့အလုတ်ကယ်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။မန်းနေငွေကြီးနဲ့ပတ်သက်တဲ့မှာဒီချိန်မှာအောင်မြင်ကြတတ်တဲ့ငွေကြီးနဲ့ပတ်သက်လို့အဆင်ပြေတတ်ပြီးကိုကိုရင်ကိုလိုကိစ္စလေးနဲ့အဆင်ပြေနေတာဖြစ်ပါတယ်။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့လူကတော့တင်းတင်းလာအရှိရာကိုလှည့်ခုနပွင့်နေတော့ပန်းလေးကိုကိုင်းပြီးမှဆူတော့အဲအတင်ပွင့်နေတော့ပန်းလေးရဲ့ကျွန်တော်ငွေကြီးနဲ့ပတ်သက်ကိစ္စကြည့်တယ်ကျွန်တော်ပြီးသေးရဘလောက်ရသေးရဘလောက်ကျွန်တော်လူချင်တာဘလောက် ိုက်ပိတ်နေတဲ့အခွင့်အလမ်းတွေအများဆုံးပေါ်အောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းတင်းင်းလာအရှိရာကိုလှည့်ပွင့်နေသောပန်းလေးကိုင်ပြီးဆူတောင်းကြမ်းပြင်းတဲတို့မှာပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ပွင့်နေသောပန်းလေးကိုရာဥတော်နောက်မြောက်တော့လှည့်ကိုင်ဆူတောင်းမယ်ဆိုရင်လောက်ကိုင်နေပွင့်လန်းပြီးရောတင်းင်းလာအရှိအရာကိုလှည့်ပြီးဆူတောင်းမယ်ဆိုရင်တဲမှာပိတ်ဆို့နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ရွှေညာမီမီမိသားစုကပေးတဲ့ရေလေးရလွယ်လွယ်လေးတွေပေးတာပါ။ နေတဲ့ရေရီယာလေးတွေဖြစ်တဲ့အတွက်နေတဲ့ကလေးတွေပြုလုပ်ခြင်းဖြင့်ဒီဘက်အတွင်းမှာငွေကြီးနဲ့ပတ်သက်တဲ့မှာတည်တံတောင်းမင်းခိုင်မာတဲ့အခြေအနေများအဆူတောင်းတဲ့ဧရိယာများကြောင့်အဆင်ပြေမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တနေ့တဲ့ရေရီယာလေးတွေပြုလုပ်ခြင်းဖြင့်ခொနဲ့သားသမီးတွေမှာပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွက်အောင်လွယ်ကူသော ရေရီယာထိရောက်သောရေရီယာအဆင်ပြေသောရေရီယာများကိုတင်ပြပေးနေတာဖြစ်ပါတယ်။ဒီနေ့ဗုဒ္ဓနေ့မှာဖြစ်တော့ နော်အဲစိတ်နဲ့ပတ်သက်တဲ့ကေမှာစိတ်ထဲမှာတခုခုပိတ်နေတတ်တယ်တခုခုဖွင့်မပြောတခုခုကြိတ်လုတ်ခြင်းနဲ့စိတ်ထဲမှာတခုခုအောင်နောက်ဖွဲရာပိတ်ဆိုးနေတာမျိုးကြုံတွေ့တတ်တဲ့လူအလုံးလို့ဒီအဆက်ပြားလေးကိုကိုင်းကိုင်းပြီးတော့ဆူတောင်းအတင်းဆက်ပြားလေးရဲ့ကျွန်တော်စိတ်တည်ညစ်တယ်ကျွန်တော်လုံးမကောင်းလို့စိတ်ညစ်တယ်ငွေကြီးဆင်းမပြီးလို့စိတ်ညစ်တယ်အယောင်းဝယ်မကောင်းလို့စိတ်ညစ်တယ်အကျွေးပေးစရာကြောင့်စိတ်ညစ်တယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တဲ့စိတ်ညစ်တဲ့ကိစ္စတွေအများဆင်ပြောင်းကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းနော်ဆက်ပြားလေးကိုကိုင်းပြီးတော့ဆူတောင်းမယ် ဘေးရက်လှည့်ရမယ်လို့တော့မဆိုင်ဘူးလှည့်ခြင်းနဲ့ပတ်တာလက်စပ်ပြားလေးကိုကိုင်းပြီးတော့ဆူတောင်းတကယ်လို့များစပ်ပြားလေးကိုကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရှစ်ကြိမ်တိတိဆူတောင်းပေးလိုက်ပါဗျာဆူတောင်းရင်တော့ခမရမှာစိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရမှာဖြစ်ပါတယ်စိတ်ဒီညင်းရင်တော့စပ်ပြားလေးဒါကိုင်းပြီးတော့ဒီနေ့မှာဆူတောင်းပြီးတော့ပြူနော်အလားလူယောက်ျားတွေနဲ့ပတ်သက်တဲ့မှာတင်းနှလားအရှိရာကိုလှည့်ပတ်တန်လေးကိုကိုင်းတောက်ကြ အဲဒီလူယောက်ျားတွေနဲ့ပတ်သက်တောက်ကြမြောက်ရာကိုလည်းပတ်သက်လေးဂိုင်းပြီးမှဆူတော့အတင်းပတ်သက်လေးရဲ့အိမ်မှာရှိတဲ့လူယောက်ျားလုံးမလို့ဘူးလုံးလုံးမှပြင်မှာရက်တွေတောက်နေတယ် AKDP တွေသွားတယ်တတ်မှတ်ထားတဲ့နေရာမရှိဘူးအိမ်ပြန်လာရင်ပူညာမူညာလုပ်တယ်အဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေခြင်းနဲ့ဒါကြောင့်အတင်းပတ်သက်လေးရဲ့ယောက်ျားလုံးမလို့တာလို့အောင်အိမ်ပြန်မလာတာပြန်လာအောင်အိမ်မှာပူညာမူညာလုပ်နေတာတွေငြိမ်းချအောင်အတင်းပတ်တန်လေးကကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းပတ်တန်လေးတူရကိုဂိုင်းတောက်ကြမြောက်ရကိုလှဲ့ လှည့်ပြီးမှခမရပတ်တလီကိုင်းပြီးဆူတောင်းမယ်ဆိုရင်တင့်မှာလူရောက်ရတဲ့နဲ့ပတ်သက်တဲ့ပိတ်ဆို့နေတဲ့ကိစ္စများအ мян ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာတော့အဲ့ဒါကြောင့်အတရာပွင့်နေသောပန်းလေးတွေကိုင်းရာဥတော်ကိုင်းရင်လောက်ကင်ကောင်းမယ်တင်းနဲ့လားအရှိရာကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေမယ်ပြီးရင်ပွင့်နေတဲ့ပန်းလေးကိုရိုက်တဲ့နေရာလေးထားလိုရရင်ရာဥတော်လက်ကိုင်းဆူတောင်းလိုက်တင်းနဲ့လားအရှိကိုင်းဆူလောက်လိုက်ဆိုရင်လောက်ကင်နဲ့ငွေကြီးများအဆင်ပြေမှာဖြစ်ပါတယ်စိတ်သက်တည်ကြနေတော့စပြလေးဒါကိုင်းပြီးဆူတောင်းရှစ်ကြိမ်တိတိဆူတောင်းရင်တော့ အဆင်ပြေမယ်ဗျို့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာတခုခုတပ်ပြည့်နေတောက်ကြမြောက်ရကိုလည်းပတ်တန်လေးကန်ပြီးဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုနဲ့နီးနေဆက်တဲ့မင်းမင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းရွှေ့ရာထူးတိုးနဲ့ပတ်သက်တဲ့ကိစ္စနေရာတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေတခုခုအောင်းတော့အောင်းမြင်နေတဲ့စိတ်ထဲမှာအားမရတယ်လို့ခံစားနေရရင်တော့ကစွန်းညွန်လေးကစွန်းညွန်လေး ငားညွန့်ကိုခမရအိမ်မှာပူလေးနဲ့တခုထည့်ပြီးတော့တနေရာမှာခမရစူးတောင်းပြီးတော့ထားလိုက်စမှာဗျာခမရပိတ်ဆို့နေတဲ့မင်းနဲ့ပတ်သက်တဲ့ပြင်ချိုင်းနဲ့ပတ်သက်တဲ့မိယာရီနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် မင်းနဲ့ပတ်သက်လို့အပြောင်းအကျိုးရာထူးတွင်ပတ်သက်လို့မြေယာရင်ပတ်သက်လို့အခက်အခဲရှိတဲ့ခုနှစ်သားမိအားလုံးတို့ဒီဒီနေ့ဗုဒ္ဓဂုဏ်ဒီမှာတော့ကုသညလေးငါညုံဘူးလေးတစ်ခုနဲ့ထည့်အခွက်ကလေးတစ်ခုနဲ့ထည့်ထည့်ပြီးတော့တနေရာမှာချိတ်ဆွဲပြီးမှဆူတောင်းလိုက်သမှာဗျာတနေရာမှာထားပြီးဆူတောင်းလိုက်မယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပညာရေးနဲ့အပြောင်းအကျိုးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေရှင်းပြမှာဖြစ်ပါတယ်နော်အသင်ကုသညလေးရဲ့ကျွန်တော်ပြောင်းတာဒီနေရာနဲ့ဒီနေရာကိုပြောင်းရင်လည်းအဲ့ပြောင်းလို့ခွင့်လန်းပေါ်အောင်ကုညီပါအကလေးရတော့ကြောင်းတက်တော့မှကြောင်းတက်တဲ့ခါမှအတေးကြီးပြီးချင်းဒီနေ့မှလွတ်လွတ်ကျွတ်ကျွတ်ကလေးအစင်ပြောင်း ကူညီဆောင်ကျောက်တော်မူပါနော်မင်းနဲ့ပတ်သက်တဲ့သွားတွေ့မယ်မြေယာတွေဝယ်မယ်ဝယ်တဲ့မြေယာတွေမှာအမှန်ယွန်းနေနေပြီးငွေကြီးကုန်ကြမှုနေနေနဲ့အဆင်ပြေအောင်အန္တရာယ်ကင်းအောင်ပြဿနာတွေကင်းတဲ့မြေမှုပိုင်ဆိုင်အောင်ကူညီဆောင်ကျောက်တော်မူပါဆိုတဲ့အကြောင်းကစွန်းညွန်ငန်းညွန်ဘူးလေးနဲ့ထည့်ပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆိုနေမြေယာနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့အပြောင်းအကျွေးရာထူးပညာရေးနဲ့ပတ်သက်တဲ့ကိစ္စများ အဆင်ပြေမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းတဲ့ခီကိုပြောခြင်းတဲ့စကားအပန်းသွားခြင်းတလူသွားခွင့်ပြောခြင်းတလူပြောခွင့်မရခြင်းဗုဒ္ဓတောင်ရကိုလည်းဆက်လက်ကလေးတလေးကိုကိုင်းပြီးတော့ဆူတောင်းလိုက်ဆံပါဗျာအတင်းဆက်လက်ကလေးရဲ့ကျွန်တော်ကျွန်တော်ဘေဟူသွားခြင်းနဲ့အနေအကင်းခြင်းနဲ့ဘုဒ္ဓလူစကားပြောခြင်းနဲ့အဆင်ပြေခြင်းနဲ့ကျွန်တော်သွားတော်ခီးများအနေအကင်းပြီးခြင်းပြီးတော့ပြောတဲ့စကားတွေအောင်မြင်ကြကြအောင်အများဆုံးကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရလှည့်ပြီးဆက်လက်ကလေးကိုင်းဆူတောင်းမယ်ဆိုရင်အဲ့မှာလွဲချော်နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စများ အမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီဒီပေါက်ခြင်းနဲ့အမျိုးရိုးအရင်းနဲ့ပတ်သက်တာအဆင်ပြေခြင်းနဲ့အမှုခင်းပြဿနာတွေဝေ့ခြင်းနဲ့ဆိုရင်တော့တင်းနေငွေတောင်းအရှိမြောက်တောင်းကိုလှည့်ကျွန်တော်အာလူကျော်လေးကိုစားပြီးအာလူကျော်လေးစားပြီးမှဆူတောင်းလမ်းမှာဗျာတကယ်လို့တင်းနေငွေတောင်းအရှိမြောက်တောင်းကိုလှည့်ပြီးအာလူကျော်လေးစားပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့ထိပေါက်တတ်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အဆုလိုက်ပြုံးလိုက်လုံးလိုက်ခရမ်းပွက်တဲ့ နော်ပြဿနာတွေကင်းပြီးတော့အဆင်ပြေမှာဖြစ်ပါလေဗျာဒါကြောင့်ရိုးရဖော်ပြီးလို့ဒိုးရကြောပြီးတော့အမှုကင်းပြဿနာများဝေးကွာပြီးတော့ရွှေတွေလွေငွေတွေလည်းနဲ့အဆင်ပြေခြင်းနဲ့ငွေကြီးများလုံးလိုက်ခဲလိုက်ဝင်ကြီးတော့တင်းငွေနေထောက်အရှိမြောက်ထောက်လှဲ့အာလူကြော်လေးစားပြီးမှတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တင့်မှာရိုးရဖော်လို့ဒိုးရကြောပြီးအမှုကင်းပြဿနာများဝေးကွာပြီးတော့ငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါလေဗျာကျွန်တော်တို့ရွှေညာမိမိသားသူကပေးတဲ့ရေလေးရလွယ်လွယ်လေးပြီးတာပါဒီနေ့ 2024ရဲ့5လ2025ဗုဒ္ဓနေ့မှာဖြစ်တော့နော်ဒီပေါက်ကျင်းနေဆိုတင်းနေငွေတောင်အရှိမောက်တောင်လှည့်ပြီးအာလူကျော်လေးစားနော်ခီးစကားတွေနဲ့ပတ်သက်လို့လွဲချော်နေဗုဒ္ဓတောင်ရကိုလှည့်ပြီးဆက်လက်ကလေးကိုင်းကိုင်းပြီးတော့လာဆူတောင်းလိုက်စမှာဗျာတင်းနဲ့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကျွန်တော်တို့24ရဲ့5လ2025ဗုဒ္ဓနေ့ကိုလွှင့်မယ်ဆိုရင်ကျွန်တော်တို့အင်္ကာနေ့ည6နာရီခွဲတိတိမှာကျွန်တော်တို့ကြီးရှိသွားမှာဖြစ်ပါတယ်ကျွန်တော်တို့စောစောတိကျိုးတင်ပေးမယ်လို့ Facebook ရ 6နာရီခွဲကြမှာကျွန်တော်တို့ဟာဒီကြီးလို့ရတာပုံနေတော့ပေါ်နေပါတယ်ကြီးလို့မရပါဘူးဗျာဒါကြောင့်ကျွန်တော်တို့ကျွညာမိမိသားသူအနေကိုတရက်စာအုံ20တရက်နေ့တင်မဲ့ကိစ္စအုံ20ရက်နေ့တရက်ကြိုးတင်တဲ့အခါမှာ Facebook ရဲ့အစည်းကမ်းရတယ်ညနေ6နာရီခွဲဒီမှာနောက်တနေ့သားကိုကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရွှေညာမီမီသားသူ page ပါအဲ9နာရီခွဲလို့6နာရီလောက်မှာတင်ပြီးတဲ့အခါမှာပုံလေးတွေပေါ်နေပြီးကြည့်မရတာကကျွန်တော်တို့ Facebook ရဲ့နှီးပညာအကူအညီတွေကြောင့်ကျွန်တော်6နာရီခွဲကြမှာဓာတ်ရိုက်လွှင့်မှာဖြစ်ပါတယ် အဲ့ဒီကြံတဲ့အချိန်မှာကျွန်တော်ကြော်ညာနေတာဖြစ်ပါတယ်ကြီးလို့မရပါဘူးခင်ဗျာကြီးလို့မရပါဘူးအဲ့မှာ6နာရီခွဲတိတိကျမှတနေ့သားကညမများကိုကြီးလို့ရမှာဖြစ်ပါကြောင်းကျွန်တော်ရွှေညာမိမိသားသူကိုသာဆရာကြီးမြတ်မာကြီးမှလေးလေးစားစားလေးတင်ပြလိုက်ပါတယ်ဗျာဒါကြောင့်ရွှေညာမိကြီးမိသားသူကိုကြီးကြီးရတဲ့ပိဋကအားလုံးတို့သည်ဒီ21ရက်5လ2025နေ့မှာကြီးကျူကြတဲ့ပိဋကအားလုံးလက်ရှိနေတဲ့လောက်ကမ်းများတိုးတက်ပြီးတော့ငွေကြေးများထုတ်လိုက်ပြုံးလိုက် လုံလိုက်ခဲလဲဝင်ရောက်ပါသည်အမှုခင်းပြဒနာများဝေးကွာပြီးတော့ရိုးအဖော်လိုဒိုးအကြူပြီးငွေချင်းများစုလိုက်ပြုံလိုက်ရပြီးတော့သာသနာပြုနိုင်တဲ့သားကောင်းသမီးကောင်းများဖြစ်ကြပါသည်ကြောင့်ရှင်ညာမိမိသားသူကိုယ်စားဆရာချင်းမြန်မာပြည်မှာလေးလေးစားစားဆုတောင်းမေတ္တာပို့လိုက်ပါရဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာချင်းမြန်မာပြည်ပါဗျာ